အခုတင်ဆက်ပေးမယ့်သတင်းကတော့6ဘိန်းထက်ရင်များရန်နာရောင်းဝယ်နိုင်မှုအတွက်မင်းရဲ့ကြော်စာရင်ရောင်းဝယ်ရေးစခန်းကိုယာယီဖွင့်လှစ်ပေးထားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဟန်တာဝရီရင်ရောင်းဝယ်ရေးစခန်းရွှေ့ပြောင်းမှုနဲ့ပတ်သက်ပြီးတော့6ဘိန်းထက်ရင်တွေရန်နာရောင်းဝယ်နိုင်မှုအတွက်မင်းရဲ့ကြော်စာရင်ရောင်းဝယ်ရေးစခန်းကိုယာယီဖွင့်လှစ်ပေးထားပြီးတော့ဖေဖော်ဝါရီလ26ရက်နေ့ကစတင်ကအခမဲ့ဝင်ထွက်ရန်နာရောင်းဝယ်ဝင်ပေးထားတယ်လို့ရန်ကုန်မြို့တော်စီပင်သာရေးကော်မတီအခွန်ဌာနကလည်းသိရပါဗျာ။ ရန်ကုန်မြို့တော်စီပင်သာရေးကော်မတီမှဟန်တာဝရီရင်ယောင်းဝယ်ရေးစခန်းကိုရန်ကုန်ကားပလာဇာအမီနဲ့ရင်ယောင်းဝယ်မှုအစီအစဉ်များပါပါဝင်တဲ့စီမံကိန်းတစ်ခုကိုအကောင်အထည်ဖော်ဖို့အတွက်အဆိုပါနေရာမှာလုတ်ကင်နေကြသူတွေကိုတတ်မှတ်ပေးထားတဲ့နေရာတွေကိုရွှေ့ပြောင်းပေးဖို့အတွက်သတ်မှတ်ခဲ့ပါတယ်။အဲဒီလိုရွှေ့ပြောင်းစေမှုအတွက်အစပိုင်းကဖေဖော်ဝါရီလ20ရက်နေ့မှာအပြီးပြောင်းရွှေ့ဖို့သတ်မှတ်ထားပေမယ့် ပြောင်းရွှေ့ရေးလုပ်ငန်းတွေအဆင်ပြေအောင်လို့ဖေဖော်ဝါရီလ28ရက်နေ့ကိုအပြီးပြောင်းရွှေ့ပေးဖို့ရက်တိုးမြင့်သတ်မှတ်ပေးလိုက်တယ်လို့သိရပါဗျ။အခုလိုပြောင်းရွှေ့ဖို့စီစဉ်ပေးမှုမှာရင်ငယ်များကိုတိရိမင်္ဂလာဈေးဟောင်းမြင်ကြီးတက်ကိုရွှေ့ပြောင်းစေတာဖြစ်ပြီး6ဘိန်းနဲ့အထက်ရင်များကိုတော့ဘိုးကျောင်းအောင်ဆန်းလန်းနဲ့ပြည်လန်းထောင်းမှာရှိတဲ့သူနာပြုတ်တက်ကတူပိုင်မြေကွက်မှာမင်းရဲ့ကြော်စွာရင်ရဲ့နားစခန်းကိုယာယီဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်။အဆိုပါမင်းရဲ့ကြော်စွာရင်ရနာစခန်းယာယီမှာညအိပ်ရနာရင်များအတွက်အဆင်ပြေစေဖို့ လျှက်စင်မီများစီစဉ်ပေးထားတဲ့အပြင်ကားများရေးဆေးမှုအတွက်လည်းရေရရှိအောင်စီစဉ်ပေးထားရလို့သိရပါတယ်။ရေသုံးဆွဲမှုအတွက်လက်ရှိမှာပိုက်နဲ့တွဲယူသုံးဆွဲနိုင်ပြီးတော့အခုစီစဉ်ပေးနေတဲ့ရေတိုင်ကြီးတွေခြားထားပေးမှုပြီးစီးရင်တော့ပိုက်နဲ့တွဲယူဖို့မလိုအပ်တော့ပဲအလွယ်တကူသုံးဆွဲနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင်ရေအယောင်းဝယ်ပြုလုပ်သူတွေအတွက်အဆင်ပြေအောင်တန့်စင်ကန်းတွေကိုလည်းစီစဉ်ပေးထားမှာဖြစ်တယ်လို့လက်ရှိမှာအခမဲ့ခွင့်ပြုပေးထားပေမဲ့နှစ်ဆရေသုံးဆွဲမှုတန့်စင်ကန်းလုံးစုံရေးစားတဲ့ကုန်ကြမ်းစိတ်အားလုံးအတွက် တင့်တင့်နဲ့ငွေကြေးကောက်ခံမှုတစ်ခုကိုတော့နောက်ပိုင်းမှာတက်မှတ်ကောက်ခံမှုပြုလုပ်သွားမယ်လို့ရန်ကုန်မြို့တော်စီပင်သာရေးကော်မတီအခွန်ဌာနမှရဲ့ပြောကြားချက်အရသိရှိရပါတယ်။အဆိုပါမင်းရဲ့ကြော်စွာရင်ယောင်းဝယ်ရေးစခန်းယာယီမှာလုပ်ငန်းဆောင်ရွက်ဖို့အတွက်ရင်းစည်းရေးကန့်သတ်ချက်မရှိဘဲနဲ့နေရာဆန့်တဲ့အထိရင်အမြောက်အများထားရှိနိုင်မှာဖြစ်ပါတယ်။အခုလို6ဘိန်းနဲ့အထက်ရင်များအတွက်စီစဉ်ပေးထားတဲ့မင်းရဲ့ကြော်စွာရင်ယောင်းဝယ်စခန်းဟာဟန်တာဝရီရင်ယောင်းဝယ်စခန်းကိုအစစ်မြင့်တင်နေစဉ်ကာလအတွင်းအတွက်သာယာယီစီစဉ်ပေးထားတာဖြစ်တယ်လို့သိရပါပါရှင်။